ိကကတော့နောင်နာတွေပါပဲနောင်နာပဲဆိုတော့ဒီကားကွယ်ပူ production တွေမှာလုပ်နေတဲ့အချိန်မှာပေါ့လေကိုယ့်ရဲ့ဒီ parking ကိုပေါ့လေအဲ့လိုနည်းနည်းပြစ်ထားမိလို့ဖြစ်သွားတယ်ပေါ့လေပြစ်ထားပြီးတော့ဥပမာဆိုရင်ဒီဆေးဆိုလို့ရှိရင်လည်းပေါ့လေဆော့ဆော့ပူပူခဲ့ရမှာဆိုရဲအဲဒီအတွေ့မျိုးတွေပြီးလို့ရှိရင်လည်းသူသွားကျင်တဲ့နေရာတွေကိုငါဆော့ဆော့ပူပခဲ့ပေးရမှာဆိုရဲဒီနောင်နာတရားတွေပေါ့အဲ့နောင်နာတရားတွေနဲ့ပဲရှင်သန်နေရပါတယ်ဒါပေမဲ့ဒီ personality personality ပါပဲပြီးတော့ဒီရုပ်ရှင်ဒီရုပ်ရှင်ပါပဲအဲ့အတွက်ဒီရုပ်ရှင်ဟိုဖန်တီးတဲ့အပိုင်းရောက်လို့ရှိရင်တော့အားလုံးမေ့ပြီးတော့အလုပ်လုပ်ရတာပဲ ပြီးရင်ပြီးမှဒီအလုပ်ကိစ္စပြီးသွားရင်တော့ကိုယ့်ရဲ့ personal ရာခန်းစားတာတော့နောက်တစ်ပိုင်းပေါ့လေအဲ့တော့ခွဲခြားပြီးတော့အလိုရှင်တန်ရတော့ပေါ့တတိတော်ထားတချို့ less ဟာကျင်းစားတွေဖြစ်နေတယ်ဟိုပါပေါ့အဖေနဲ့ပတ်သက်ပြီးတော့ပေါ့လေအဲ့လိုစကားတစ်ခုလည်းရိုက်ဖို့အတွက်ဟိုမှာလို့စပြီးတော့အဲစိတ်ကောင်းနေထည့်ထားမျိုးလည်းရှိပါတယ်ဟုတ် အဓိကတော့နောင်နာတွေပါပဲနောင်နာပဲဆိုတော့ဒီကားကွယ်ကူ production တွေမှာလုပ်နေတဲ့အချိန်မှာပေါ့လေကိုယ့်ရဲ့ဒီ parking ပေါ့လေအဲ့လိုနည်းနည်းပြစ်ထားမိလို့ဖြစ်သွားတယ်ပေါ့လေပြစ်ထားပြီးတော့ဥပမာဆိုရင်ဒီဆေးဆိုလို့ရှိရင်လည်းပေါ့လေဆော့ဆော့ပူပူခဲ့ရမှာဆိုတော့အဲဒီအတွေ့မျိုးတွေပြီးလို့ရှိရင်လည်းသူသွားကျင်တဲ့နေရာတွေငါဆော့ဆော့ပူပခဲ့ပေးရမှာဆိုတော့ဒီနောင်နာတရားတွေပေါ့အဲ့နောင်နာတရားတွေနဲ့ပဲရှင်သန်နေရပါတယ်ဒါပေမဲ့ဒီ personal ဒီ personal ပါပဲပြီးတော့ဒီရုပ်ရှင်ဒီရုပ်ရှင်ပါပဲအဲ့အတွက်ဒီရုပ်ရှင်ဟိုဖန်တီးတဲ့အပိုင်းရောက်လို့ရှိရင်တော့အားလုံးမေ့ပြီးတော့အလုပ်လုပ်ရတာပဲ ပြီးရင်ပြီးမှဒီအလုပ်ကိစ္စပြီးသွားရင်တော့ကိုယ့်ရဲ့ personal အရာခန်းစားတာတော့နောက်တစ်ပိုင်းပေါ့လေအဲ့တော့ခွဲခြားပြီးတော့အလုပ်ရှင်းတန်းရတော့ပေါ့ဟာဂုံယူတာတော့ तू ကတော်တော်ဂုံယူတာဘာလို့လဲဆိုတော့အဲ့တုန်းကကျတော့ तू ကနေမှာမြန်မာဆိုတော့ तू ကရုပ်ရှင်သွားကြည့်မယ်ဆိုပြီးအလား तू ကိုယ်တိုင်သွားပြီးတော့လက်မှတ်ဖြတ်တာလက်မှတ်ဖြတ်တာလက်မှတ်မရလို့ဆိုပြီးတော့အာလက်မှတ်မရပြန် तू ကစိတ်မညစ်ဖက်နေအာလက်မှတ်မရဘူးလက်မှတ်မရဘူးဆိုပြီးတော့အမျိုးတွေပက်ကြွားတာပေါ့လေအဲ့အရာတွေကတော့သူ့အတွက်ဂုံယူစရာဖြစ်သွားခဲ့တာပေါ့ဟုတ် အဲ့ဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် तू ကဒီရုပ်ရှင်မှာမဟုတ် तू ကအမြဲတမ်းတခုခုဆိုရင်အမြဲတမ်းကြွားတယ်အရင်တော့လည်းဇန်ညွန်ရေးခဲ့တော့အလေးတွေကျွန်တော်ရေးတဲ့ဇကာကရုပ်တင်တော့မယ်ဆိုရင် तू ကအဲ့လိုပတ်ကြွားတယ်အဲ့လိုမျိုးပေါ့ဒီဆယ်တန်းအောင်တော့လည်းပတ်ကြွားတယ်အဲ့လိုပုံစံမျိုးပေါ့ तू ကဘာမှမဆိုတာမင်းနဲ့ပတ်သက်ရင်အကုန်ကြွားတတ်တယ်ကြွားတတ်တဲ့အချင်းရှိတယ်အဲ့တော့ညမင်္ဂလာကအဲ့လိုထင်မှားတဲ့ဟာတဲ့အဲအရင်ကို ကြီးမားတဲ့ဒီပေါ့လေဟိုဟာဟာပေါ့လေပေါက်ရောက်မှုဖြစ်သွားတဲ့ခါကျတော့သူ့အတွက်ဟိုပြောမဆုံးနိုင်အောင်ပေါ့လေကြွအကြွမဆုံးနိုင်အောင်ဖြစ်ရဖြစ်သွားတာပေါ့ အဖေနဲ့ပတ်သက်ပြီးကြွားရှင်တာဆိုလို့ရှင်တော့အဖေကအဲ့အဲသူကအဲအရန်လှူတော့တာရောအရန်သဘောကြတယ်အဲ့လိုအဲ့အလားလေးတခုကတော့ဗောလေသူ့ကိုတော့ပြန်ပြီးတော့ကြွားခြင်းတယ်ဘာလို့ဆိုတော့သူငငယ်လေးတွေကနေပြီးတော့အဲ့လိုသူကအဲတွေ့ရင်လမ်းမှာသွားရင်လည်းလှူတယ်အဲ့လိုအိမ်မှာဆိုလို့ရှင်လည်းအဲ့လိုဒီဘာမဟုတ်လဲဒီဒီဥမာထမင်းချက်ပြီးတော့ဆွန်းလောင်းတဲ့ဟာကိုသူအဲ့လိုအလှလို့ရတာကိုပြောနေတာပြောနေတာနောက်ဆုံးသူထွက်တဲ့မတိုင်ခင်မှာလည်းသူအဲအလှတခုလှုပ်လိုက်ရတယ်ဗောနော်အဲ့အတွက်သူ့အတွက်ကြာတော့ရှင် ဒီသူမွေးတရနေပြီးပါပါလေဒီဆုံးငန်းဒီအချိန်နောက်ဆုံးချိန်ထိပါသူအလုအလုလုတ်ခဲ့သွားတဲ့အတွက်သူ့တွေ့တာကောင်းချင်းဖြစ်တဲ့အတွက်လीကောင်းအောင်ရောက်မယ်ဆိုတော့ကျွန်တော်ကယုံကြည်မှုအပြည့်ရှိပါတယ်ဟုတ်တတိတော်ထားနေတချို့ less ဟာချိန်စာတွေဖြစ်နေတတ်ပါမပါမပါလဲဆိုတော့ဟိုပါဘောအဖေနဲ့ပတ်သက်ပြီးပါလေအဲ့လိုစကားတစ်ခုလည်းရိုက်ဖို့အတွက်ဟိုမှာလို့စပြီးတော့အဲစိတ်ကောင်းနေထည့်ထားပြီးလည်းရှိပါတယ်ဟုတ် ပြောဖို့ဆောပါသေးရပေါ့လေအဲ့လိုပါပဲဆိုတော့အချိန်ကားပေါ့ကိုကဘယ်နှစ်နှစ်နေမှနောက်3နှစ်နေမှဟိုပါပြအဲ့3နှစ်နှစ်နေမှဆိုရင်ဘယ်ဟိုပါပေါ့လေဘယ်တရုတ်ဆောင်ကဘယ်လိုလုပ်ရမလဲဆိုတာမျိုးဖြစ်မှာပေါ့လေအဲ့လိုမျိုးကြောင့်ပြောဖို့ကအရင်ဆောပါသေးဟောနိုင်အင်ရှီကဖြတ်ရှောက်လိုက်မြေတည်သွားတဲ့သူက ပီတိဝင်ပူပြီးတော့ဟောပို့တော့တယ်အဲပန်ဒူရာရုပ်ရှင်ကားကြီးကိုနိုဝင်ဘာ28ရက်နေ့တောက်ကြနေမှာရုံနေပြတ်သားတော့မှာဖြစ်ပါတယ်အဲဒီတော့ပြည်သက်လဲဓာတ်ရောက်ကြည့်ရှုပြဖို့အတွက်ဖိတ်ခေါ်ပါတယ်ဟိုဟာကြည့်ရှုပြီးတဲ့ခါကျရင်လဲစပိုင်လာလေးမပြောဘဲနဲ့ဇလန်းရဲ့ကောင်းချင်းဆိုးချင်းတွေကိုဝင်မြတ်ပြီးတော့အဲနောက်ထပ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 ်ကြည့်ပြဖို့ပေါ့လားဟိုဟာပြည်သက်တွေကိုလက်ဆင့်ကမ်းပေးပါအောင်လို့နှုတ်အားဖြင့်ကူညီပေးပါအောင်လို့ပြောရင်းနဲ့အားလုံးကိုနှုတ်ဆက်လိုက်ပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်